ကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီအပြည့်ခွေကနန်း၅လုံးကိုပြန်လည်များပြီးတော့မှဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီအပြည့်ခွေကနန်း၅လုံးမတင်ခင်ပါပေါ့နော်မစားခင်ပါကျွန်တော်ဒီပြီးခဲ့တဲ့ဒီ၁၉ချိန်မှာဆိုရင်၅၈၉၃ညအတင်းနဲ့၃ထဲကကျွန်တော်၃လုံးအပါယူတယ်ပေါ့နော်ပြန်ခွန်ရှိကိုတင်နေတုံးတဲ့ကကျွန်တော်ဒီတုံးအရင်ပါနော်အဲ့မှာနှလုံးအပါဆိုပြီးတော့အလေးပိုင်းနှလုံးအပါပါနော် အဲ့မှာ၈၉၈ဆိုပြီးဖြစ်ပါတယ်၈၉၈ဆိုတော့ဒီမှာ၈ရယ်၉ရယ်ပြီးတော့ဒီအလေအပိနှလုံးအပါမှာလည်း၈ရယ်၉ရယ်ဆိုပြီးဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကျန်လေတာက၈၉တင်းနေသုံးထက်ကလေပိုင်းနှလုံးအပါပါနော်အဲဒီမှာ၈ရယ်၉ရယ်ဆိုပြီးဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာပါနော်တင်းနေလျှောက်ခုံမသွေးရယ်၈၉တုံမြောက်၄၃၅ဆိုပြီးပါနော်အဲဒီတင်းနေထက်ကအရင်တလုံးမပိုင်နိုးပါနော်၅၈၉တုံမြောက်၃ထက်က နှလုံးတမမဟုတ်သုံးလုံးအပါဆိုပြီးဖြစ်ပါတယ်ကျွန်တော်နောက်ထပ်အလေအပိတ်အတွဲကကြတော့ကျွန်တော်တင်းနည်းထဲကတလုံးတမမဟုတ်နှလုံးအပါဖြစ်ပါတယ်ဒီရှိကိုသုံးထဲကကြတော့နှလုံးတမမဟုတ်တလုံးအပါဖြစ်ပါတယ်ဗောနောအဲ့မှာကျွန်တော်နှလုံးအပါဆိုပြီးတော့တွဲတာဗောနော3 8 9 8 3 9 3 8 3 2 8 9 9 3 9 3ဖြစ်ပါတယ် အဲ့မှာကျွန်တော်အလေအပိတ်အထီးကြီးက၃ညနဲ့၄ချောက်ခွန်အဲ့ဒီတဟာပြည့်သွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ၈၉သွဲကျန်သွားခဲ့တာဖြစ်ပါတယ်ဒီမှာအလေပိတ်ကြီး၃ညနဲ့၄ချောက်ခွန်ဆိုတာလေဖောက်သွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ၈၉သွဲဒီပယ်တဲ့အထက်ပါသွားတယ်ဗောနော်ဆိုတော့အဲ့မှာ၈၉အလေပိတ်တွဲမယ်ဆိုရင်ကျွန်တော်၈၉ကိုရှင်ဆိုပြီးဖြစ်ပါတယ်ဗောနော်၈၉ကိုရှင်ကိုကျွန်တော်၅၈၉၃ညသုံးထိပ်စီထည့်လိုက်ရင်ကျွန်တော်ဒီမှာ၈၈ကို ရှစ်ကိုရှစ်အဲ့ဒီတခုဖြစ်မယ်ပေါ့နော်ရှစ်ရှစ်ကိုရှစ်ကိုရှစ်ဒီတခုဖြစ်မှာဖြစ်ပါတယ်ကျွန်တော်ကဒီမှာရှစ်ကိုအတွက်ခြံသွားခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ဘာလို့လဲခြံထဲဆိုတော့ကျွန်တော်တော်များနေလေးရှောက်ခွန်လေးပိုက်အထီးကြီးဒီ3 8 8တပင်နဲ့အခုကျွန်တော်ရှစ်ကိုရှစ်တပင်မှာဒါလည်းလာပြီးပြတ်သွားခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တင်တင်ကွက်ကကျွန်တော်ဒီ9 9 9ဒီမွေကနန်းဆိုပေမဲ့ ဒီကုတော်များလေးငါမသွဲဆိုတာလေးရှိတယ်ဗောနော်ဒါကြောင့်50ခန်းလုံးပြပေးထားတယ်၈၈၈ရှင်းနေရှိအလဲထိန်ဖြစ်သွားခဲ့တယ်ဗောနော်ဒီမှာ၄၈သွဲဖြစ်တဲ့အတွက်ကြောင့်မဖြစ်ပါလေဒီမှာ၈၉သွဲဆိုရင်ကျွန်တော်ဒီ၅၈၉တုံများသုံးထည့်လိုက်အောင်ပဲဖြစ်ပါလေဗောနော်ဆိုတော့အဲ့မှာ၈၈ဖြစ်သွားခဲ့တာဖြစ်ပါလေအပူအနေနဲ့ကျွန်တော်၅၉နဲ့၅၉၈၈၈၈၈ပြီးရင်၃နဲ့၃၃၃နဲ့ဆိုပြီးတော့ဖြစ်ပါလေဗောနော်ဒါကနှလုံးပေါင်းရှင်း၄၆အပါဖြစ်ပါလေ ကျွန်တော်အချက်နဲ့ရှင်းပေါင်းရှင်း16ဆိုတဲ့အတွက် okay တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီရှင်းနဲ့ရှင်းဒီရှင်းကိုရှင်းဒီရှင်းနဲ့ရှင်းဆိုပြီးဖြစ်သွားခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီတစ်ခုပြသွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ရတဲ့လူရှိတယ်လို့မရတဲ့လူလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ကတော့ဒီမှာတုံညာနဲ့လေး6ခွန်းလေးပိတ်ကြီးပြသွားခဲ့တဲ့အတွက်ကြောင့်မို့ဒီမှာမပါလိုက်ဘူးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်20 20နဲ့တစ်ချိန်အတွက်ပေါ့နော် ကျွန်တော်တို့အပြေးခွေ၅လုံးနီးအဆက်ကိုဆက်ပြီးတော့အလေးလာကြည့်မယ်ပေါ့နော်ကျွန်တော်ဒီအပြေးခွေ၅လုံးနီးအဆက်ကကျွန်တော်ဒီပြေးခွေတစ်ပတ်မှာပေါ့နော်၈၉၃ည၅၅လုံးအခွေဖြစ်ပါတယ်အဲ့မှာလဲကျွန်တော်ပြထားတယ်ပေါ့နော်ရှင်းနေနေရှင်းလေပိတ်တွဲရဲ့ရှစ်ကိုနှစ်သုံးလုံးပဲကြံတာဖြစ်ပါတယ်ဗောနောရှစ်ကိုထဲကလေပိတ်နှလုံးအပါဖြစ်ပါတယ်ဆိုတော့အမှအာရှစ်ကိုထိတ်စီထဲရမှာပြောပြောထားတယ်ဗောနောကိုရှစ်ထိတ်စီထဲရမှာဖြစ်ပါတယ် နေကိုထိတ်စီထည့်ရမယ်ကိုနေထိတ်စီထိတ်စီရလေးဒီထည့်ရပေးထည့်ရမှာဖြစ်ပါတယ်ဗောနော်ဒီငါးလုံးထည့်ရထည့်ရမှာဖြစ်ပါတယ်ပြီးတော့ချစ်နစ်ဆိုပြီးတော့ဗောနော်အဲ့ဒီမှာတော့ကျွန်တော်အဲ့ဒီမှာ6 9 6ဆိုပြီးဖြစ်ပါတယ်အဲ့ဒီနီးရဆက်ကိုကျွန်တော်20နဲ့အသက်ချိန်အတွက်တူတူထပ်ပြီးတော့လေ့လာကြအောင်ဗောနော်ဒီနီးဒီကျွန်တော်ဒီ19ချိန်မှာလည်းကျွန်တော်ဒီမှာ6 9 6အပူဖြစ်ပါဗောနော်6 9 6ဖြစ်ပါတယ်ပြီးတော့9 9 6မှာလည်းသူက okay ခဲ့တယ်ဗောနော် ကိုခွန်ရှင်မှာတော့ခွန်ရှင်ကိုပေါ့နော်ကျွန်တော်တို့ကပတ်နေဖြစ်ပါတယ်ဆိုတော့ဒီတပတ်မှာလည်း20နဲ့တစ်ကြိမ်အတွက်ဆက်ပြီး okay um လားဆိုလေးကိုကျွန်တော်တို့တို့ဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီဟာလေးဖြစ်ပါတယ်ကျွန်တော်ဒီရှေ့လျှောက်3အနေတောက်လျှောက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အပြည့်ခွေကဏ္ဍကတော့ဒဏ္ဍီရအတ္တိရှိပြီဆိုပေမဲ့ဒီနေ့အဟောင်းကတော့ဆက်ပြီး okay နေဆဲပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ69 64 6တပြင်းမှာတော့ဒီပုံတူ69တိတကွက်ထဲ ရတယ်ဆိုပေမဲ့646ဖြစ်သွားခဲ့တယ်ပေါ့နော်ဒီတခုဒီကဏ္ဍခုနှစ်လုံးတိမာဖြစ်သွားတယ်ပေါ့နော်ဂျန်တဲ့ဟာတွေကကဏ္ဍ6လုံးအပါဖြစ်ပါတယ်6လုံးထဲအပါဖြစ်ပါတယ်ပေါ့နော်အဲ့မှာ98 696ပြီးတော့ဒီမှာ698ဆိုတော့ဒီရှိရကဏ္ဍ6လုံးထဲအဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာ698ဖြစ်ပါတယ်ဒီနေ့အဆက်ကိုကျွန်တော်20တစ်ကြိမ်အတွက်ဆက်ပြီးလေ့လာကြည့်မယ်ခင်ဗျာ โอเคသူရဲ့နေ့ကတော့ကျွန်တော်ဒီခြေဆုံးမှာ၂ချိန်ပေါင်းမယ်ပေါ့နော်ဒီမှာ၂ချိန်ပြီးရင်ထိပ်မှာ၂ချိန်အလေကိုလေးနဲ့မြောက်တယ်ပြီးရင်ဒီမှာ၂ချိန်ဖြစ်ပါတယ်ခင်ဗျာပြီးရင်ငါးငါးမှာ၂ချိန်စီထိပ်စီနဲ့အပိတ်နဲ့မှာ၂ချိန်စီဒီထိပ်စီမှာ၂ချိန်ဒီထိပ်စီမှာ၂ချိန်ကိုအပေါင်းအနည်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ6ကတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ6လေးလီ30နဲ့6ဖြစ်ပါတယ်6ပဲရည်တယ်ပေါ့နော်ဒီ9နဲ့ချိန်ပေါင်း10 7ဖြစ်ပါတယ်9နဲ့10ပေါင်းရှင်းက ရှင်းနာချိန်ပေါင်းရှင်း6လေးနာချိန်ပေါင်းရှင်း8ကိုနောက်မှရှိတဲ့နေ့နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။အဆွင်းရှိရနေ့ရပေါင်းရှင်း30ဖြစ်ပါတယ်။6ကတည်းနေ့3လေး6လေးလေး20နဲ့လေးလေးကိုတင်းနဲ့ပေါင်း25ပေါ့နော်။ဆိုတော့9ကိုကျွန်တော်3နဲ့ပေါင်းတာဖြစ်ပါတယ်။9နဲ့3ပေါင်းရှင်း8 9 3 9 1 2 3 3အရင်ဖြစ်ပါလေပေါ့နော်အဲ့မှာတော့89ရှစ်ဆိုရအတွက်ကျွန်တော်တို့ဒီမှာ6ရ9ရ89ရှစ်ဖြစ်ပါလေခင်ဗျာ မခဲတာဆိုရင်ဒီနေ့အဆက်ပေါ့နော်ကျွန်တော်ဒီမှာ9 8 9 3နေ့တောင်းစုပြီးရတာပေါ့နော်အဲ့ဒီနေ့အတိုင်းပဲကျွန်တော်ဒီ20တစ်ချိန်အတွက်ဆက်ပြီးကြည့်အောင်ပေါ့နော်ဒီ3မှ9ချိန်ဖြစ်ပါတယ်ခင်ဗျာ3မှ9ချိန်ဒီထိပ်စီမှာ9ချိန်အလေးကို၄နဲ့မြောင်းမယ်ဒီ9မှ9ချိန်၄နဲ့9နဲ့မှ9ချိန်စီ3နဲ့ဒီ8နဲ့မှ9ချိန်စီဒီ3ကို9ချိန်ပေါင်းမယ်ပေါ့နော်ပြီးရင်ဒီ6ကို9ချိန်ပေါင်းပြီးတော့နေနဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်ခင်ဗျာ သုံးနှစ်ချိန်ပေါင်းရှင်း600ရတယ်ပေါ့နော်နောက်ထပ်ရှစ်ကတစ်ချိန်6 4 36ဖြစ်ပါတယ်ခင်ဗျာဒီခုနှစ်ကတစ်ချိန်6ပေါင်းတာက73 3နှစ်ပေါင်းတာ71 1နှစ်ချိန်ပေါင်းရှင်း2 6နှစ်ချိန်ပေါင်းရှင်း72ကို နောက်မှရှိတဲ့ကျွန်တော်နေ့နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာဒီ6နှစ်ချိန်72ရှင်းနေပေါင်းရင်20 9နှစ်3ပေါင်းရှင်း30 2 4 6 6ကိုဒီမှာရှိတဲ့တင်းနဲ့ပေါင်းမှာဖြစ်ပါတယ်6နဲ့10ပေါင်းရှင်9ရမယ်ပေါ့နော်ပြောလာတဲ့9ကိုကျွန်တော်3နဲ့ထပ်ပေါင်းတော့10 10 4 5ငါဖြစ်ပါတယ်နင်းလေး6ခုနှစ်တော့ဒီငါအရင်ဖြစ်တော့မယ်ပေါ့နော်ခွန်3ညဒီနှစ်3လင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာခွန်3ညခွန်3ညဒီနှစ်3လေးငါဒီငါအရင်ဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ဒါခုနှစ်လုံးရပြီပေါ့เนาะနောက်ထပ်ကျွန်တော်ဤတစ်ခုကိုလည်းထပ်ပြီးလေ့လာကြည့်အောင်လောက်ခင်ဗျာโอเคဒါလေးကတော့နောက်ထပ်တစ်မျိုးဖြစ်ပါတယ်ခွန်ရ9ရ9ခွန်9ခွန်ရ3ညရ9တုံတ်3ညပေါ့เนาะ3ရခွန်ရ3ခွန်ခွန်ဖြစ်ပါတယ်69 56 36 68ခွန်နိနိခွန်တောက်ချက်ဖြစ်ပါတယ်ပေါ့เนาะသူ့မှာဒီတကြိမ်ပြက်ရှိတယ်ပေါ့เนาะကျွန်တော်ဒီကနန်း6လုံးစုပြီးမှဒီမှာ9လုံးဖြစ်သွားတယ်ပေါ့နော်9 6 9 8 9 တင်လေးမှာဆိုရင်6ရက်၄ရက်646ဖြစ်ပါတယ်။ဒေခွန်ရှိကိုမှာရှိရ3လုံးကျွန်တော်ဒီမှာဒီခွန်ရှိကိုဒီကိုခွန်ရှိဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်နောက်ထပ်ပေါ့နော်။နောက်ထပ်ကဒီမှာဆက်ရေးထားတယ်ပေါ့နော်။ခွန်ရှိကိုဒီကိုခွန်ရှိ9ရက်6ရက်ဒီ6 9ရက်။ပြီးရင်ခွန်ရှိကို6ခွန်ရှိကိုတို့များနေကမှာဆိုရင်အဲ6 9ရှိဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့အဲ့ဒီမှာကျွန်တော်6ရက်9ရက်ဆိုပြီးဖြစ်ပါတယ်။ ရှင်းရ9ရ19ရှိဖြစ်ပါတယ်ဗောနော။အဲဆိုရင်ဒီနေ့အဆက်ကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ။ဘယ်သာဆိုရင်ဒီမှာပဲကြည့်လိုက်မယ်ဗောနော။3 4 5 19ရှိဖြစ်ပါတယ်ခင်ဗျာ။3 4 5 19 8ပြီးရင်8 9 9ပြီးရင်3 2 8 3လုံးဗောနော။6 9 3ညဆိုပြီးဖြစ်ပါတယ်။ ဲ့ဒီဟာကကျွန်တော်ဒီမှာလည်းပါတယ်ပေါ့နော်ဒီ3နှစ်ရှိသူဆိုတာလေးကတော့ကျွန်တော်ဒီထုတ်ထားထဲမှာလည်းပါတယ်ပေါ့နော်ဒီမှာပေါ့နော်3ရှိနှစ်ဆိုတာလေးကတော့ဒီမှာလည်းပါတယ်ပေါ့နော်ဒီ3နှစ်ရှိဒီကျွန်တော်ဒီမှာထုတ်ထားတဲ့ထဲမှာတော့ပါတယ်ပြီးရင်693ညဒီမှာတော့693ညကျွန်တော်တို့ဒီမှာတော့3ည69ဆူပြီးဖြစ်ပါတယ်ခင်ဗျာโอเคအဲကျွန်တော်ဒီရှေ့၃လုံးမှာပဲဖြစ်သွားခဲ့တယ်ပေါ့နော်ဒီ၃နှစ်ရှေ့ဆိုတာလေးอ่ะပေါ့နော် โอเคဒါဆိုရင်ဒီနေ့အဆက်ကို20တကြိမ်အတွဲဆိုရင်တော့သူကဒီမှာတကြိမ်အလဲမှာ2ကြိမ်ပေါ့နော် sorry ဒီမှာ3နည်းမြောက်မှာဖြစ်ပါတယ်လေးကို3နည်းမြောက်ထားတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ငါ့ကို3နည်းမြောက်မှာဖြစ်ပါတယ်โอเคပြီးရင်ကျွန်တော်ဒီခုနှစ်မှာ2ကြိမ်လေးမှာ2ကြိမ်ဒီ1မှာ2ကြိမ်ကို3နည်းထပ်ပေါင်းမှာဖြစ်ပါတယ် ။အဲဆိုရင်93ချိန်ပေါင်းရှင်းဒီ15ရာတယ်ပေါ့နော်။93ချိန်ပေါင်းရှင်း15ဖြစ်ပါတယ်။92ချိန်78 9ချိန်74ဒီ4ချိန်ပေါင်းရှင်း8ဒီ3နဲ့3ပေါင်းရှင်းဒီ4ဖြစ်ပါတယ်။ဒါဆိုရင်8ချိန်ပေါင်းရှင်းက16ရမယ်ပေါ့နော်။၄နဲ့ပေါင်းရင်၃၀၅နဲ့ဒီ၄နဲ့ပေါင်းရှင်၉ရာမှာဖြစ်ပါတယ်။ဒါကြောင့်မို့၉၃ည၁၂၃၄၄ကို၃ပေါင်းတော့ခွန်ဆွေးပြီးဖြစ်မယ်ခင်ဗျာ။ အစဉ်ကုတုံညာတင်းနေတုံးလေးခွန်ဆိုပြီးဖြစ်မယ်ပေါ့နော်ဒီကုတုံညာတင်းနေတုံးလေးခွန်ဒီမှာပေါ့နော်၃ခုနေမှာလေ၃ခုနေမှာလေကုတုံညာတင်းနေတုံး၅ဆိုပြီးဖြစ်ပါတယ်ဒီတစ်ပတ်မှာလေကျွန်တော်ကုတုံညာတင်းနေတုံး၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ sorry ကျွန်တော်ဒီကုတုံညာတင်းနေတင်းနေတုံး၃ခုနေပေါင်းရှင်း၅ပေါ့နော်၅ကို၃ပေါင်းရှင်းဒီရှစ်ဖြစ်ပါတယ် 9331358ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဆွေကျွန်တော်ဒီမှာထပ်ပြီးတော့အကြည့်ကြည့်အောင်ပါနော်9331358ဖြစ်ပါတယ်9331358ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဆွေဒီမှာ9 9မပါဘူးပေါ့နော်39အရေပြီးရင်ဒီမှာ10ပါတယ်ပေါ့နော်2ပါတယ်3ပါတယ်ပေါ့နော်9ပါတာဖြစ်ပါတယ် လဲရမပါဘူးပေါ့နော်ရှစ်ကလည်းမပါတဲ့အတွက်ကျွန်တော်ဒီတစ်ပတ်မှာ3ည3 5အပြီးခွေ5လုံးရတယ်ပေါ့နော်โอเคဆက်ပြီးမပြရတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါအပူအပါခွေရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်မခွေပြတော့ဘူးပေါ့နော်โอเคနောက်ပိုင်းမှာကျွန်တော် initial အနေနဲ့ထပ်ပြီးခွေပြပြီးတော့မယ်ပေါ့နော်ခုလိုလို0တော့ကျွန်တော်ဒီ5လုံးအနေနဲ့တုံညာတင်းနေ35ဆိုပြီးရတာဖြစ်ပါတယ်တီတီတလုံးတာပြောင်းမယ်ဆိုရင်ကျွန်တော်တုံညာနေ ငါလေးလုံးဖြစ်မယ်ပေါ့နော်โอเคဒါကတော့တင်ရှားနည်းရဒီတစ်တီလည်းပြောင်းနေတာဖြစ်ပါတယ်လာနိုင်တယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တာရဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်မိုက်ရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ